ေဝဲမှာဝင်ခင်းစားကလေးအခြားသူတွေစီမွေးစားဖို့ပေးအပ်တာတွေစက်တိုက်ဖြစ်နေပါလေပြီးခဲ့တဲ့မလာအတွင်းတိုဝဲမျိုးပေါ်ရှိဩဂလိကဆေးကိုတကူမှာကလေးမွေးပြီးဝင်ခင်းစားကလေးကိုမိခင်ရင်းကအခြားသူတွေစီပေးအပ်ခဲ့မှုနှစ်ခုရှိခဲ့တယ်လို့ကလေးကိစ္စမှာကိုင်ကြီးပေးခဲ့တဲ့ပရိုက်တာတင်တာဝန်ရှိသူတွေကပြောပါတယ်သူမွေးဖွားခဲ့တဲ့ကလေးဟာမိကလေးဖြစ်ပြီးအခုလက်ရှိတိုဝဲမျိုးစလုံးကြောင်းဆရာတော်က တောင်းရင်ယူဆောင်ရှောက်ထားတယ်လို့သိရပါတယ်။မန်းကတင်ပါပဲတိုဝဲမျိုးကပုဂ္ဂလိကအစီအိုတကူမှာကရေမွေးပြီးမိခင်ကပေးခဲ့တဲ့ဖြစ်စဉ်နောက်ထပ်တကူလည်းရှိခဲ့တယ်လို့စေယုံနဲ့နေစာတိုဝဲစီကသိရပါတယ်။အဲဒီကရေကိုလည်းဆရာတော်တပါကဆောင်ရှောက်ဖို့လာရောက်ခေါ်ယူသွားခဲ့တာပါ။2023ခုနှစ်ကလေတိုဝဲမျိုးကတဆီအိုမှာကလိမိခင်ကမွေးခင်စကလေးကိုပေးခဲ့တဲ့အကြောင်းအဲ့ဒီပရာဟိတအတင်းတာဝန်ရှိသူကပြောပါတယ် မင်းရဲ့ပြည်သူဟာစစ်ပြောင်းလို့တမားတူဖြစ်ပြီးအဲ့မွေခင်စားအကလေးကိုလည်းဒဝင်းနုစလုံးချောင်းဆရာတော်ကပဲကျွေးမွေးဆောင်ရှောက်ထားတယ်လို့သိရပါတယ်။